ဒီလိုစစ်ပွဲမျိုးတွေနောက်တစ်ချိန်ပြန်မဖြစ်လောက်အားလုံးနဲ့ပူးပေါင်းရမယ်နော်ကျွန်တော်ပြောချင်တာအခုကပြင်ဦးလို့ဆိုရှိတယ်ဗန်ပွေးတော့ကနေတက်မတော့အင်အားတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ဒီပြင်ဦးလေးကိုလှုပ်လို့မရအောင်ပြင်ဦးလေးကိုလှုပ်လို့မရအောင်အင်အားကိုတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ပြင်ဦးလေးဆိုတာအထင်ကြီးကနေရာတွေဗျာဟုတ်လားတက်မတော်ရဲ့စစ်တပ်ကတော်ကြီးတည်ရှိနေတဲ့နေရာကြီးနော်အင်အားတောင်းနဲ့တောင်းတောင်းနဲ့ဖြစ်ရင်ဖြစ်မှာပေါ့ဒါတော့မသိဘူးလေတောင်းနဲ့ချီပြီးတော့ပိတ်ဆို့ထားတဲ့နေရာ ဒီအကျံပဲလက်နဲ့ကင်တောင်းချမ်းသူတပုံကိုနော်သူတို့လိုချင်တဲ့အကွင်းကော်တွေကိုဝင်သွားပြီးတော့မှဒေါ်စုကြည်ကိုဖမ်းတယ်ဆိုပြီးတော့ဒီဘက်ဗမာပြည်တည်းကလက်သုံးချောင်းထောင်ပြီးတော့မှအခုအဲ့လက်သုံးချောင်းကလက်သုံးချောင်းပေါ့ငါးချောင်းလုံးပြတ်နေပြီတေတဲ့ကောင်တေကုန်ပြီနော်အဲ့တော့ဗမာပြည်တည်းကထားချောတောင်းချမ်းသူပုံကံလဲပုံကံရောအင်ဂျင်ချင်းအိုမဲတုတ်ခုပြီလေခိုးဘက်ကလက်နဲ့ကင်ရဒီအချိန်မှာကွက်တိပဲဒီအချိန်မှာဗမာပြည်တည်းကသူကလက်နဲ့ဖျားရမလဲနော် KIA ကွန်မော်စီကိုပို့တဲ့ကောင်ကပို့တယ်ဗမာပြည်တို့နဲ့ကောင်ကဒေတာဆန်းလို့လို့ကောင်နေပါ့ เนาะပို့တယ်เนาะပို့တယ်ဒီဘက်မှာအင်ဂျင်နီယာအတိုင်းဝိုင်းရတချို့သောကောင်တွေကလည်းပို့တယ်เนาะတချို့သောဗမာ PDF တွေကလည်းဒီရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ငကိုတွေကမှဟိုတွဲကားတို့အကုန်လုံးသွားတယ်ရှမ်းမြောက်ရဲ့အတမူဝမ်းကြောင်းလမ်းအဲ့ဒါကိုကျွမ်းကျင်တဲ့လူတွေရှိတော့အဲ့ကောင်တွေနဲ့လိုက်သွားတယ် TNN တွေရှိတွေကိုဝင်တယ် A တွေနဲ့ပူးပေါင်းတယ်เนาะဟိုဘက်က B တွင်းသစ္စာပေါက်ကလောက်ကောင်ကငကိုတွေကရှိပြီးသားဖြစ်တဲ့ရှင်ရင်ဆွဲเนาะမူဆယ်တို့အခုကိုကိုခိုင်းတို့တိန်နီတို့မှကျွမ်းကျင်တဲ့ကောင်တွေက MND ကိုကန်နေနဲ့ပေါင်းတယ်ပေါင်းပြီးတော့ဝိုင်းတိုက်တယ် ဲ့လိုဝိုင်းတိုက်တဲ့အချိန်မှာမြို့ကန်ပြည်သူကလည်းအများဆုံးအပြင်ကကျွန်တော်50 50တောင်မပြောချင်ဘူးအားလုံးကဝိုင်းပြီးအားပေးကြတယ်တိုက်ကြတိုက်အဲအဲ့အချိန်မှာအဲ့အချိန်မှာမိုင်းမိနေပြီနော်ဒေါ်စုကြည်ရဲ့ထမင်းကအနမ်းဒီကောင်လေးရှူလို့ကောင်းနေတဲ့အချိန်တချို့သောပြည်သူတို့တော့တိုက်တိုက်ပေါ်ပါဖြစ်တော့တိုက်ချရတယ်ချလဲကြအောင်နောက်ကြမှာသဘုံနေရဲ့ရက်ဆက်မှုအပေါင်းကတရပူဆောင်းနေဆိုတာကိုတက်မတော်ပုံကန်တဲ့လူကလည်းတိသွားတယ်တက်မတော်သားမိသားစုတွေကို바이ကောက်ထုတ်တဲ့လူတွေကလည်းတိသွားတယ် တမရောအားပေးထောက်ခံပြီးတော့မှဝင်းရနေတဲ့လူတွေကိုဒဏ္ဍာဆိုပြီးတပ်ဖြတ်နေတဲ့နောက်တရင်ပေးနေတဲ့တချို့သောပြည်တွင်းတဲ့ကအသားတွေကလောက်ထွက်တဲ့လူတွေကလည်းသိသွားတယ်ဟာ PDF တွေမားနေပြီ နောက်ဒီသဘုံတွေဒီလိုဒီလိုတိုက်တယ်အဲ့ဒီအချိန်မှာအဲ့လိုတိုက်တဲ့အချိန်မှာလာပြည်သူလူထုကငါတို့တမရောကြီးလာပြီးရမခမှာငါတို့အားပေးရမှာတိုက်နေတာစစ်သားလေးတွေကိုဘလို့ဟုတ်လားနောက်ဆုံးသမင်းချက်ကျွေးချင်းကျွေးရေတိုက်တဲ့တိုက်ဆက်လက်တိုက်တဲ့တိုက်ဒါနဲ့ခင်ဗျားတို့ပြောပြမယ်နော်အဲ့ချိန်တော့ခင်ဗျားတို့အဲ့လိုမဟုတ်ဘူး စစ်သားဆိုရင်ဈေးမရောဘူးလို့ဟမ်ခမတို့ခမတို့ပါဇက်တယ်ပြောခဲ့တာစစ်သားဆိုရင်ဈေးမရောပါဘူးလို့စစ်သားမိန်းမတွေစစ်သားနဲ့ပတ်သက်တဲ့လူတွေဆိုဈေးမရောပါဘူးလို့ခမတို့ပါဇက်တွေပြောခဲ့တာပြောခဲ့တာကျွန်တော်ဒီအချိန်မှာဒီစကားပြောရအောင်မယ်အဲ့လိုပြောခဲ့တော့တိုက်တာပေါ့တိုက်တော့ဘာဖြစ်လို့ကဲရမကကြားတယ်ဟမ်ခမတို့တပုံလဲအောင်မနေနိုင်တဲ့လူမထိုင်နိုင်တဲ့လူပြေးကြတယ်အပြေးတဲ့လူတွေရဲ့နော်အတအိုးရင်စီးစိမ်ရောဘာမှအမှားကံကြမပေးဘူးဘာလို့လဲခမတို့ကိုယ်တိုင်ရလဲ ပြည်သူလူထုကတန်းတဲ့ပြည်သူလက်တွဲကူဆိုတဲ့စကားရှိတယ်ပူပေါင်းပြီးတော့မှပါဝင်မတိုက်ခိုက်ပဲနဲ့ခမားတို့စည်းစိမ်အသက်အိုးအိမ်စည်းစိမ်ခမားတို့ရဲ့စည်းစိမ်တွေပိုင်ဆိုင်မှုတွေတောင်ထားပြီးခမားတို့ကထွက်ပြေးသေးတယ်စစ်သားတွေအားမှာအသေးခံပြီးတော့မှဘဝတွေပေးဆပ်လိုက်ရဒီလိုပြေမျိုးနောက်မဖြစ်အောင်ဒါကိုအချင်းချင်းခါခါပြောနေရချင်းဖြစ်တယ်အခုဗန်မွေးပြည်သူလူထုကနောက်ထုံးမှပြောပြီးစစ်တပ်ကြီးတပ်မတော်ကြီးအ мян ပြန်ပြန်ဝင်လာပါတော့လို့ကြောင်မဲမှာတပ်မတော်ကြီးအ мян ပြန်လာပါတော့လို့တီဘောမှာတပ်မတော်ကြီးပြန်ကျွန်တော်တို့ဆိုပို့ဆိုးတာပေါ့ကျွန်တော်တို့ကတပ်မတော်ဝင်းရအားပေးထောက်ခံပြီးတော့ တက်မတော်ကိုချစ်တဲ့ကောင်လေးဆိုတော့စပီကာတယောက်ဆိုတော့ကိုဘုံရယ်ဘယ်တော့ပြန်ရမှာလဲဒီဘုံကိုကြောင်မဲကိုပေးတယ်မေးတဲ့လူအများကြီးနော်မေးတဲ့လူအများကြီးအဲ့တော့ကြတော့ကိုရရွာနေကိုမြို့နေတဲ့ပြည်သူလူထုကလည်းဒီလိုစစ်ပွဲမျိုးတွေနောက်တစ်ချိန်ပြန်မဖြစ်လောက်အားလုံးနဲ့ပူးပေါင်းရမယ်နော်ကျွန်တော်ပြောချင်တာအခုကပြည်ဦးလို့ဆိုရှိတယ်ဗန်မွေးလောက်ကနေတက်မတော်ကအင်အားတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ဒီပြည်ဦးလို့ကိုလုံးလို့မရအောင် ပြင်ဦးလွေကိုလှုပ်လို့မရအောင်အင်အားကိုတောင်းနဲ့ချီပြီးတော့မှပိတ်ဆို့ထားတာနော်ပြင်ဦးလွေဆိုတာအထင်ကြီးကနေရာလေးဗျာဟုတ်လားတမတော်ရဲ့စစ်တပ်ကတော်ကြီးတည်ရှိနေတဲ့နေရာကြီးနော်အင်အား1000 2000 3000လည်းဖြစ်ရင်ဖြစ်မှာပေါ့ဒါကတော့မသိဘူးလေတောင်းနဲ့ချီပြီးတော့ပိတ်ဆို့ထားတဲ့နေရာဟုတ်လားလှုပ်လို့ရတာမရဘူးတောင်းခံတိုက်လာတိုက်လာတိုက်လို့မရဘူးလေအဲ့လိုမျိုးကျွန်တော်ပြောချင်တာကနော်တခြားကိုပြောတာမဟုတ်ဘူးပြည်သူနဲ့တက်နေရလက်တွဲကူရမယ်ကိုတက်မတော်သားတွေရဲ့လိုအပ်ချက်ကို အားလုံးအပြည့်သိရမယ်ဝင်းရရမယ်နော်ခင်ဗျားတို့ KDB တွေဖွင့်နေ KDB တွေမှာဆိုတာ KDB နာမည်တွေပြောမကောင်းလို့နော်နာမည်လဲကြောင်ပြီးထွက်သွားမှကြောက်လို့အဲ့ဒီအကိုကတော့အရင်ကျွန်တော်စစ်သားတွေဒီဘက်မှာဒံပေါက်တွေပါလူတော့လူရှာပါတယ်တခါလူသူ၅သိန်း၅သိန်းလူတွေလှုပ်ပေးတယ်ကျွန်တော်တို့ကနော်အဲ့အကိုဆိုရင်အလှုပ်ပေးတယ်နော်တချို့ KDB တွေ KDB တွေနော်ဒါဒါပွင့်ပွင့်လင်းလင်းပဲဟိုဘက်မလိုက်ဒီဘက်မလိုက်ပြောမယ်နော်တက်နဲ့တက်အရေးအောက်မှာနေပြီးတော့တက်နဲ့ပဲလှုပ်ရှားနေတဲ့လူတွေများတယ်နော်ရှေ့တန်းရောက်တဲ့စစ်သည်စစ်သားကြတော့ မမြင်ကြအောင်ဆောင်းနေမသိကြအောင်ဆောင်းနေနော်ခင်ဗျားတို့တော်တော်လေးကိုအသိဉာဏ်ပညာတွေပေါ့နော်ခင်ဗျားတို့ပတ်စံဘယ်လောက်တန်ဖိုးရှိလို့လုံးဗျာနော်တက်မတော်သားလေးတွေခင်ဗျားတို့ကိုယ်တိုင်လည်းလူလို့ရတယ်ခင်ဗျားတို့သွားလူမလားကျွန်တော်လိုက်ပုံမယ်နော်လိုက်ပုံပေးမယ်ကိုယ်တိုင်လူလို့ရတယ်နော်ကျွန်တော်တို့လူမှမဟုတ်ဘူးနော်အခုမိုးကလူတယ်ဥပမာတစ်ခုကျွန်တော်မိုးကမိုးကလူမယ်လို့ပြောတယ်ခင်ဗျားတို့ဝယ်ပေးရတယ်ကျွန်တော်လူပေးမယ်မိုးကလည်းနော်တလိပ်တလိပ်ဘယ်လောက်ရှိလဲ၁၀လိပ် ဟိုဘိုးကလည်းတလိတက်နိုင်တလိနှစ်လိတက်နိုင်တလိသုံးလိတက်နိုင်သုံးလိခင်ဗျားတို့စီးပွားရေးလုပ်ငန်းရှင်တွေအခုဘန်မွေးမျိုးတက်မတော်ကားခွဲထားတယ်ဘန်မွေးကပြည့်စည်ခြင်းလည်းမရှိဘူးနော်ဘန်မွေးအိမ်ထဲမှာရှိတဲ့ပြည်သူလူထုရဲ့ပြည့်စည်တွေလည်းပျောက်ပြယ်ခြင်းမရှိဘူးနော်လုံးဝမရှိဘူးတပုံလည်းဝင်လို့မရဘူးအေးအုံမတီအုံမကားတို့ကတော့ပြည့်စည်သွားပြီနော်အုံမတီအုံမကားတို့ပဲရွှေချောင်းမင်းတို့ပဲလေချင်းကွေးတို့ကရှိတဲ့တိုက်တွေကတော့ချိန်မှသွားပြီအဲ့တော့အဲ့အရာတွေကိုတက်မတော်ကအတတ်နိုင်သောသူကာကွယ်ခဲ့တယ် နောက်ရွှေညောင်ပင်လေချင်းကိုငုတ်ကလေးဟိုဘက်မှာဆို Samsung 30ဆိုရင်ဒါရန်သူလက်အောက်မှာလက်ရှိနော်ရန်သူလက်အောက်မှာနေနေတဲ့အနေထားနဲ့နော်အဲ့မှာနေနေတဲ့ပြည်သူလူထုကပြီးရင်ကျွန်တော်တို့ကသွားစရာမြေမရှိလို့ပါလာစရာမြေနေရာမရှိလို့ပါအဲ့တော့အတန်တိုးတာသွားပြောနော်သွားစရာနေရာမရှိလို့ပါလာစရာနေရာမြေရာမရှိလို့ပါဘလို့ကိုကြီးခင်ဗျဟိုအကိုကြီးမနှုတ်တဲ့ညီလေးနေမကောင်းလို့နော် ဟုတ်နည်းနည်းတက်တာလေကိုကြီးနည်းနည်း light လေးလွှင့်နေတယ်ဟုတ်ဟုတ်โอเคโอเคเนาะအဲ့တော့ကြတော့30တော့30တော့မှာတပုံနဲ့ကျွန်မတို့ကသွားကြနေရာယူလာကြနေရာမရှိလို့ဆိုပြီးတော့တပုံနဲ့ပေါင်းပြီးတော့မှအဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်ယူလာတယ်ခဏတော့ပြည်သူလူလူပဲเนาะနောက်ဆုံးမှာလည်းတပုံနဲ့ပေါင်းပြီးတော့မှเนาะလူမနေတော့တဲ့အိမ်တွေကိုယူလာတယ်ခဏတော့ပြည်သူလူလူတွေကလူတွေရောတပုံနဲ့ပေါင်းပြီးယူလာခဏတော့စစ်တပ်ဝင်လာကြတော့မှကျမတို့ကသွားကြနေရလာကြနေရမရှိလို့ဘာဖြစ်လို့ညာဖြစ်လို့ခင်ဗျားတို့မလို့ပြောရတယ် နော်ခနာတို့အဲ့ဒါမပူပေါင်းခဲ့လို့ခနာတို့အခုတပုံနဲ့ပူပေါင်းတဲ့နေရာကိုတက်မတော်ပြန်လဲဝင်ရောက်လာတော့ခနာတို့ဘလို့စောက်ချိုးမျိုးနဲ့ဘလို့နေလဲဘလို့ပြောလဲဟမ်အချို့ချာအနာပိုင်းနဲ့တက်မတော်လေအစိုးရလေအခုတက်မတော်ဒီတစ်ချက်မှမပေါက်ဘဲနဲ့ပြန်လာတော့ခနာတို့ဘလို့နေလဲနော်ဝမ်းသာပါတယ်ကျွန်တော်နဲ့တင်ရတဲ့လူတွေတက်မတော်ဝင်ဝင်လာခြင်းတွေမှာအချိုးရည်တွေ၊ကွင်းရည်တွေ၊ဆက်လိုက်တွေတချို့တို့အောင်တပြေတွေနဲ့သွားကြိုတယ်တဲ့စစ်သားတွေကလည်းဝမ်းသာနေကြတယ်ဘုံမှုတွေတချို့ကျွန်တော်နဲ့ဆက်သွယ်ရှိတဲ့လူတွေနော် အေးပေါ့ဗျာဗာလည်းပြောပြောပေါ့ဟိုအစိုးရရဲ့ account ရဲ့တခုတော့ကျွန်တော်တို့တိုင်းပြည်အနေနဲ့ပေါ်ထွက်ခဲ့တာပေါ့နော်ပေါ်ထွက်ခဲ့တာပေါ့အဲ့တော့ကြတော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့အနေနဲ့စစ်သားတွေကိုရောက်တဲ့နေရာမှာဆက်လက်တလိတ်တိုက်ရင်လေအဲ့ဒီစစ်သားအဲ့စစ်သားတွေရောက်တဲ့ဆက်လက်တလိတ်တောက်ရတာမဟုတ်ပါဘူးစစ်သားဆိုတာကရဲဘော်ရေးပဲစိတ်ရှိတယ်နော်ခံယူချက်တွေတူလို့တစ္ဆာလေးချက်ကိုဆိုပြီးတော့မှဒီတက်မတော်တဲ့ကိုဝင်လာပြီးတော့မြန်မာနိုင်ငံနေရာဒေသအစည်းအဝေးမှာနိုင်ငံတော်ဝန်ကိုထမ်းဆောင်နေတဲ့စစ်သားတွေဖြစ်ပါလေ အဲ့ဒီစစ်သားလေးတွေကိုတော့ခမားတို့ပြစ်မထားပါနဲ့နော် isolate လေးတောက်တာသူတောက်ရတာတွေမဟုတ်ပါဘူးသူတောက်ရတဲ့အတွက်သူတငယ်ချင်းတွေပါတောက်ရတယ်လို့ခံစားရပါတယ်ဒါကျွန်တော်တို့ရဲဘော်စေဘက်စိတ်နဲ့ပြောတာပါအဲ့တော့ကိုနိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးပါလန်လန်းမိတယ်လို့နော်အော်ငါတို့ဗန်မွေးမြို့ကြီးမပြန်ပြန်ရမယ်ဗန်မွေးရွာဗန်မွေးရမြို့လိုဖြစ်နေပါပြီနော်မကြမ်းကမီချိန်တွင်းမှာပြန်ရတော့မှာပါတွားရတော့မှာပါနောင်ချိုဆိုလဲအဲ့လိုပါပဲနော်ခမားတို့ပြည်သူလူထုကလည်းတက်မတော်သားတွေအပေါ်မှာနော်ကူညီခြင်းနဲ့စိတ်ဖေးမခြင်းနဲ့စိတ်ရိုင်းမြင့်ခြင်းနဲ့စိတ်နော် ရန်သူရဲ့ရုံးမှာကောက်ချက်အောက်တန်းကြစွာလုံရက်တွေကိုခမားတို့တိလာပြီးမြင်လာပြီးဆိုလို့ရှိရင်ခမားတို့ဘယ်ဟာအမှန်တရားပကတိတိအခြေအနေကိုနိုင်ငံရဲ့အခြေအနေကိုခမားတို့သုံးသပ်ရမယ်အုံနောက်တွေတော့ခမားတို့မှာပါမှာပါနော်ကျွန်တော်အများကြီးပြောနေကြစကားခမားတို့ကနော်ခမင်းစားပြီးတော့မှကိုထမင်းကိုစားပြီးတော့မှသူများရဲ့ချီးရကိုကောင်းလေးရောက်တော့ခမားတို့ဘာမှမလုပ်နိုင်ဘူးဖြစ်သွားတာနော်နောက်တတိယကြွယ်ဒီပတ်စံဒီဟိုဟာဖို့ပဲစဉ်းစားနေတာနော်စဉ်းစားနေတာ မကျောက်တို့ကပြင်ဦးလေမှာဘယ်လောက်ထိချမ်းသာတဲ့လူနဲ့ပေါင်းလဲအကုန်လုံးနဲ့ပေါင်းတယ်နော်ဝက်ဝင်မှာဘယ်လောက်ထိချမ်းသာတယ်လို့မှာအကုန်လုံးနဲ့ကျွန်တော်တို့ကပေါင်းတယ်နော်အဲ့လိုမျိုးလုံပေးနေတဲ့လူတွေမပါဘူးတချို့ကအဲ့လိုဝက်မလိုပဲမိတ်ပြီးတော့နေကြတယ်နော်အဲ့ဒါတစ်ချက်အခုရခိုင်မှာအတန်ထွက်လာပြီဟမ်စစ်တပ်ကအလုံး60ဘုံကျဲပါမင်းတို့လေဦးမေအောင်လာရဲ့စီးရေးပြူအောင်မင်းတို့မသိဘူးမင်းတို့ခေါင်းဆောင်တွေကဒေါ်လာတွေရတယ် နော်မင်းတို့အောက်ကကောင်တွေအသေးခံတိုက်ခိုင်းနေနော်အသေးခံတိုက်ခိုင်းနေမင်းတို့ရခိုင်တဘုံကရခိုင်အေးတဘုံကအကြမ်းဖက်အေးတဘုံကဘယ်လောက်ရှိမှာလဲပြောကြည့်စမ်းပါဟမ်မင်းတို့မျိုးတုံးမှာပေါ့မင်းတို့မသေးဘူးလားသေမှာပေါ့မသေးဘဲနေမှာမင်းတို့သေလို့ပေါ်တာဒီမင်းတို့အကုန်လုံးမင်းတို့အဲ့မှာဓနုဓနု PDF တွေတိန်တယောက်ကောက်တယ်နော်အကုန်လုံးရှမ်းဆိုလဲရှမ်းနေကောက်တယ်မင်းတို့ပတီယန်တယ်လူဘာဝါတာနော်အခုအေးရဗမောတထောင်တဲ့အတိုင်းပဲတိုက်လေနော်အဲကြောင့်မို့ကျွန်တော်အရင်တော့ကလည်းပြောတယ်အေးမာတော့က ဒီစစ်တင်းမောပေါ်မှာတက်မိသားစုပါလာတာကိုတိုက်ခိုက်ရေးလေရင်သုံးရမှာလိုအပ်ရင်ဂျိုက်ဖတာတွေပြန်နေရမှာเนาะဒီဒီတင်းမောကန်ကတ်တဲ့အထိเนาะအခုပမောမှာလေဒီတွေစင်းလာတော့ဘာလို့တွေ့လားဟက်စကီကဟယ်လီကော်ပတာ၂စင်း၃စင်းလောက်ပြန်နေเนาะအပေါ်ကနေ MI 30 FI နဲ့ဟိုကနေထောက်ထားတယ်ကို့လူတွေအောက်ကိုပမောကိုစင်းတယ်ရောက်တယ်เนาะအဲတုန်းကအဲကြောင့်မလို့တချို့ကကျွန်တော်တို့ကပြောရင်မင်းအစ်စစ်ရေးကြောင့်မင်းငါတို့ထက်တိတယ်ဗျာတိတာမဟုတ်ဘူးဗျเนาะတချို့ကအောက်က တချို့တော့တချို့တော့ပေါ့နော်အောက်ကတိုင်းမှုလို့ပါလို့မတင်ပြရဲဘူးအာကျွန်တော်တို့ကတော့ဒီတက်မိသားစုတွေဒီဒီတင်မောကြီးပေါ်မှာပါလာတဲ့အယောက်900ကျော်ကျွန်တော်တို့ဒီလိုမျိုးထားလိုက်ရင်ဒီအေးအေးတပုံကသူ့ရဲ့နေမြေဖြစ်နေတဲ့အဲထဲမှာနော်အောက်မှာချင်းလင်းစစ်တီစစ်သားတွေကလည်းပုံမှန်လေးလေးပြောရင်ဟိုအကုန်လုံးကလမ်းကြောင်းကွဲနေပြီနော်ဥဆောင်မှုကွန်မန်ဒါမရှိတော့ဘူးမရှိတော့ဒီဒီလင်းဒီတင်မောပေါ်မှာဝဲနေရမှာဝဲနေရမှာတွေးရနေရကနေပြီးတော့မှဟိုလာဒုံးတက်လာတဲ့အဲဒုံးဘယ်ကနေတက်လာတော့လဲအဲမှာ ဘုံမှာဝိုင်းတွဲလို့တော့အနည်းဆုံးပတ်နေရမှာနော်အခုဗမော်ကြတော့ဗမော်စကားက21တက်မှာမူကျွန်တော်တို့တခါဆရာတော်ဦးရသူရဲ့ဆရာပေါ့ကိုရောရဲ့ကျွန်တော်တို့ရဲ့အော်ဘူးတဲ့တခါဟုတ်လားနော်အဲ့မှာဗမော်မှာအသေးအတန်ဖြစ်နေတာကြာပြီကြာနေပြီဗမော်မှာအသေးအတန်ဖြစ်နေတာကြာပြီနော်အခုဗမော်တိုက်ပွဲတပြေးပြေးပြင်းထန်လာတယ်နော်ပြင်းထန်လာတယ်ခုအေရအဲသူ့ရဲ့အင်အားဘလောက်နဲ့ဒေါ်လာ9000လောက်နဲ့ဘာလောက်နဲ့ဆိုအဲ့ဒီသတင်းတွေကျွန်တော်တို့ကဒါအခု3ရက်မြောက်လောက်ဖြစ်သွားမှကျွန်တော် line ပေါ်မှာ order ကျွန်တော်တို့အောက်မှာပေးပြီးသားနော်နော်ကျွန်တော်တို့အောက်မှာပေးပြီးသားအဲ့တရင်တွေအကုန်လုံးနော်ကျွန်တော်ဒီ30 20ခုစစ်ပွဲစားဖြစ်တဲ့ကကျွန်တော်တရင်ပေးရတဲ့လူတွေရှိတယ်နော်အဲ့မှာစုရတီညွန်းတို့ပါစုတီရတုံးတို့ပါပါလေကွန်ဘတ်တက်ဖူးတဲ့လူဆိုအကုန်သိတယ်ဗျာနော်ကွန်ဘတ်တက်ဖူးတဲ့လူထောင်လိုင်းတင်တဲ့တက်ဖူးတဲ့လူအကုန်သိတယ်ကျွန်တော်ပြောတာတွေနော်အဲ့တော့ကိုယ့်ဘာကိုလိုအပ်တဲ့တရင်ကိုလိုတယ်လို့သုံးသပ်ပြီးတော့မှမှန်မှန်မကန်စီစစ်ပြီးတော့မှ မှန်ကန်ကိုယ့်ရဲ့လက်ဦးမှုရရှိမှုကကိုယ့်ရဲ့အားပဲပြောချင်တာเนาะကျွန်တော်တို့ပြောခဲ့တယ်ပြောခဲ့တဲ့သတင်းတွေကတရားမှာဗျာ90 80ရာခိုင်နှုန်းထားပါအောင်20လောက်ချော်လိုက်အောင်အကုန်အမှန်နေကြီးပဲဖြစ်ခဲ့တာလေအားလုံးကเนาะဒီဘော23ကိုပဲပြပြပြမိုင်းရဲ့ဒီအခုကျွန်တော်တို့ဟိုရတော့ iPad တစ်ကြောဒီရှမ်းမြောက်တစ်ကြောလုံးနှောင်းချိုးเนาะအကုန်လုံးเนาะအဲ့နဘာကအမ်းအကုန်လုံးအဲ့သတင်းတွေเนาะသတင်းတွေဆိုတာပြည်သူလူထုကအဲ့နေမြေကန်သတင်းပေးရတူကပေးနေတာ နော်ကျွန်တော်ပေးလို့တရင်နောင်ချိုမှာတက်ခံရနေအောင်ရှိပြောပြတာဥပမာအဲ့တော့ကိုပေးတဲ့တရင်တွေကိုအဒီကောင်ကတာမန်ရက်သားပဲဆိုပြီးတော့ကျွန်တော်ကစပီကာလေးဟိုဘက်ဒီဘက်ကိုကျွန်တော်ကမှတကယ်နိုင်ငံရေးဖြစ်စဉ်နိုင်ငံရေးလုပ်နေတဲ့လူမျိုးဖြစ်နေတာဘာလို့လဲဟိုဘက်ကတရင်ကိုလိုချင်တော့ဒီဘက်ကအမှန်တရားဒီဘက်မှာဖြစ်နေတဲ့တက်မတော်ဘက်နဲ့ဝန်ထမ်းတွေဘက်မှာဖြစ်နေတဲ့နော်ဒါဝန်ကြီးဌာနမှာဖြစ်နေတဲ့အောက်ခြေကဝန်ထမ်းတွေရဲ့အကျင့်ပြခြားသားမှုတွေကိုပြောပေးရတယ်တက်မတော်ထဲမှာရှိနေတဲ့ဖျဲသီးရောင်ရောင် ငွေကြေးနဲ့လူကြီးစံမှန်တဲ့လူတွေကိုကျွန်တော်တို့ကပြောပေးရတယ်ကျွန်တော်ပြောတဲ့အချိန်မှာတက်မတော်ကြီးပြည့်လို့ကျွန်တော်စော်ကားတာမပါဘူးတက်မတော်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့အနာရှိရင်စက်ကြငွေကြီးစံလူကြီးစံနေအကြောင်းပေးဆက်လိုက်ရတဲ့နေမြေတွေအများကြီးဖြစ်ခဲ့တယ်အဲ့ဒီလူတွေစက်ကြ